ြန်မာသည်2000ခုနှစ်အေပီလမုံရွေးစာအုပ်တိုက်ကထုတ်ဝေဖြန့်ချီတဲ့ဒေါက်တာတန်းထွန်းဖူကူအိုကာတွာမှတ်တမ်းစာအုပ်မှမြန်မာသည်စာရန်ကို ပြန်လည်ကူးယူဖော်ပြပါတယ်မြန်မာသည်မြန်မာသည်ဆိုတဲ့နာမည်ကို တွေ့တော့ခေတ်သစ်မြန်မာပဲလို့အဓိပ္ပာယ်ပြန်မိပါတယ် မြန်မာတွေခေတ်တက်ကိုဘယ်အခါကစပြီးဝင်လာသလဲဆိုတဲ့မေးခွန်းကိုမေးမိပါတယ်။ကမ္ဘာတမိုင်းမှာ15ရာစုနှစ်ဟာခေတ်လေကုံလို့ခေတ်တက်စပြီးလို့ပြောကြရတယ်။ခေတ်ဟောင်းကလစီကယ်ကုံတော့ရောမအင်ပါယာပြတ်သုံးတယ်။ခေတ်လေမယ်ရီဘယ်ကုံတော့ဘာသာရေးစစ်နဲ့အဆုံးသတ်တယ်။ဆိုလိုတာကခေတ်လေတစ်ခုလုံး ဘာသာရေးယုံကြည်မှုကိုအကြောင်းပြပြီးသာသနာပြုတယ်။မိစ္ဆာဒိဋ္ဌိကိုနှိပ်ကွတဲ့ဆိုပြီးသွေးချောင်းစီအောင်တတ်ဖြတ်ကြတယ်။ခရစ်ယာန်ခရစ်သာသနာဝင်တွေနဲ့မွတ်စလင်သာသနာဝင်တွေမိစ္ဆာဒိဋ္ဌိတွေကိုနှိပ်ကွမယ်။ကိုယ်သာသနာကိုကိုယ်လက်နဲ့ကိုင်ပြီးဖြတ်မယ်ဆိုတဲ့စင်ကြီးတွေနဲ့အကြီးအကျယ်စစ်ပွဲကြီးတွေခရုစိတ်နှိရှိစစ်ပွဲကြီးတိုက်ကြရိုမန်ကက်သလစ် ကာတိုလစ်ဂိုင်းကြီးပြိုကွဲဂိုင်းတဲ့တွေကိုဂိုင်းဟောင်းတွေကတက်ဂိုင်းအတွင်းတန်းစင်ကြီးလောက်ပြီးအချင်းချင်းလဲတက်နိုင်ငံအုပ်ချုပ်တဲ့မင်းကသူ့ဂိုင်းဝင်မဟုတ်တဲ့လူတွေကိုတက်ဥရောပမှာကိုယုံကြည်တဲ့အယူကိုမယူရလို့ဥရောပတိုက်သားတွေအမေရိကကိုထွက်သွားပြီးတိုင်းသစ်ပြည်သစ်ထူထောင်ကြတယ်အဲ့ဒီတော့ခေတ်သစ်မော်ဒန်ကဘာကတော့တက် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခြင်း၂နေသိပေသိရှာဖွေခြင်း၃အကြည်အကျယ်ရောင်းဝယ်ဖောက်ကားခြင်းနဲ့လူလက်တန်းစာပေါ်လာခြင်း၄စက်မှုတော်လှန်ရေးတွေဇက်တိုက်ဝင်ပြီးဇက်တိုက်ဝင်ခြင်းစတဲ့ခက်လေကဘာနဲ့အများကြီး꽈ခြင်းအများကြီး꽈ချတဲ့ကဘာတစ်ကြီးဖြစ်လာပါတယ် မတို့မြန်မာနိုင်ငံကဘယ်လိုဖြစ်ပေါ်တိုးတက်ပြောင်းလဲနေပါသလဲနည်းနည်းပြန်သတိရအောင်ဇလင်းရာစုနှစ်ကစပြီးရက်စင်သမိုင်းလေးရေးပြမယ်1300ပကံနိုင်ငံပြက်1301တရုတ်ကမြင်းဆိုင်ကိုရောက်အောင်မသိမ်းနိုင်1312ပင်းရမျိုးတီ1360ဗညာဦးရွှေတကုံစေတီညံတော်ကို66ပေအထိမြင့် 1364ရှမ်းဖြက်လိုပင်းရစကိုင်းပြက်1365အဝမြို့တီ1368ဇီရောဆယ်ဆမိထီလာကံပြန်ဆယ်1369မရမကနန်းတော်ကိုပကိုးပြောင်း1384ရခိုင်ကမြန်မာမှာနန်းလျာတောင်း1390 91 ဘောလောကြံတော်သည်မင်းရဲ့ကြော်စွာမွေး1404ရခိုင်မင်းတွေရခိုင်ဘွဲ့အပြင်မဟာမေတင်ဘွဲ့ကိုလည်းယူ1433မြို့ဟောင်းမြောက်ဦးတီ1435ပထမဥရောပတိုက်သားနီကိုလိုဒီကွန်တီဘကိုရောက်1438တန်တွဲရခိုင်လက်အောက်ခံစဖြစ် 1446သိုးဟံဘွားတရုတ်မှာအညံ့ခံ1450ဗညာကျန်ရွှေရကုံစေဒီညံတော်ကိုပေး300နှစ်အထိမြင့်1453တရွေကွန်စတန်တီနိုပယ်မြို့တော်ကြီးကိုသိမ်း1453ရှင်ဥဒ္ဓမကျော် ရှင်သီလဝင်သားတို့မွေးဖွားမြမစားပေးကြီးပွား 1456အဝကကန်ဒီဆွဲတော်တိုက်ကို အဖူးအမြော်သွား1460ရှင်စောပုရွှေရကုံဇေဒီရင်ပြင်တော်ကိုချက်1482ရာမာဓိပတိဓမ္မဇေဒီရာမာဓိပတိမင်းကဗုဒ္ဓဂါယာကို အလှူတော်ပို့လွတ်1459ရာမာဓိပတိဓမ္မဇေဒီ ရာမာဓိပတိမင်းကသာသနာတန်ဆင်ရေးအတွက်သီရိလင်္ကာနဲ့ဆက်သွယ်ကလျာဏီကြောက်စာရေးထိုး1490ဘာစကိုတကားမားကအိန္ဒိယရေလန်းကိုစပြီးတွေ့ရှိ1503တောင်ငူကကြောက်စင်နယ်ကိုသိမ်းယူ1503မုံညင်းကရွှေဘူနယ်ကိုသိမ်း1509 1509လူတို့ဘီကို ဒီပါတိမယ1539မရမမှာပူရဂေတွေကုန်တိုက်လာဖွင့်ပေါ်တူဂီ1523တိုဟန်ဘွားအဝမင်းဖြစ်1539တပင်ရွှေတိဘကိုသိန်းဘကိုမှာနန်းသစ်ဆောက်1541တပင်ရွှေတိမရမကိုသိန်း1544တပင်ရွှေတိမြင်းကြံအထီး အညာမြမာကိုသိ1546ငကြည်မြောင်းဖောက်1549မြို့ဟောင်းကိုလိုက်လာတဲ့မြမာတပ်ကို မင်းပင်ကတွန်းလှန်1548အယုဒ္ဓယကိုမြမာက ပထမအကြိမ်ဝန်းရံတိုက်ခိုက်1550တပင်ရွှေတိလောက်ကြံခံရမွန်တွေကမြမာကိုဘကိုးကနှင်း 1551ဘရင်နောင်ဟန်တာဝရီရှင်ပြုစင်ပြုရှင်ဘရင်နောင်ဘကိုးရတမိန်ထောကိုကော့1555ကန်ဒီဆွဲတော်တိုက်ကိုဘရင်နောင် ကပူတော်ကတော့လွတ်1555-59ဘရင်နောင်ကအညာမြတ်မှာရှမ်းပြည်မဏိပူရက လင်းစင်းဘီရင်ချမ်း လင်းစင်းထီသိမ်းသူပိုင်တဲ့နယ်တွင်းမှာနတ်ကိုတားကောင်းတဲ့ရစ်ပူစော်တာ လူစည်းရေတာတွေကို တားမြစ်ပိတ်ပင်1564အယုဒ္ဓယာကိုမြန်မာကဒုတိယအကြိမ်ဝန်းရံမြို့ကိုသိမ်းတနင်္သာရီမြန်မာလက်အောက်ခံဖြစ်လာပဲခူးကိုမီးရှို့ဖျက်ဆီး1569အကျေးမြမမြဝကျွန်းပေါ်ဒေသအကျေးမြမမှာငတ်မော့ခေါင်းပါတဲ့ဘေးဆိုင် 1569အယုဒ္ဓယာကိုမြန်မာကတတိယအကြိမ်ဝင်ရန်1584-86ဟန်တာဝရီစင်ဘူရှင်ဘရင်နောင်ပီရိလင်္ကာက သမိကညာနဲ့စွဲတော်ရ1580ခန့်ဓမ္မတကျော်နဲ့ကိုးဆောင်ချုပ်ရေးပြီး1589 93အယုဒ္ဓယာကိုမြန်မာက စတုထအကျင်ဝင်းရာ ဘာမှအရာမရောက်1600ရခိုင်ရိုးရာပေါင်းပြီးပကိုးကိုတိုက်အကြီးမြမမြဝကျွန်းပေါ်အကြီးမြမမှာငတ်မော့ခေါင်းပါခြင်းဘေးဆိုင်နိုင်ငံအစိတ်စိတ်ပြိုကွဲဒီပရီတိုတညံမှာအခိုင်မာနေ1609ရှင်မဖြူကျွန်းမှာထိပေါင်းအခိုင်မာတက်ဆွဲ1613အနောက်ဘက်လွန်မင်းက မင်းဆက်ကိုခိုင်းခန့်အောင်လုပ်ပြီးတညင်ကိုသိမ်း1619မင်းခမောင်းကရှင်မဖြူကျွန်းကိုသိမ်းမက်နဲ့ပူရကေပေါင်းပြီးဘင်္ဂလားဒေ့ကိုတိုက်ခိုက်1619အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီကိုယ်စားလှယ်ပဲခူးရောက်1625မက်ပူရကေပေါင်းပြီးဒက္ကာကိုတိုက် 1620ခွန် dash နဲ့အင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီတွေကမြန်မာမှာ ကုန်တိုက်ဖွင့်1628တရုတ်ကမြန်မာမင်းကို အခွန်ဘန်ဒါဆက်ချိန်တန်းပြီလို့နှိုးစော်ဖို့တန်စီလွတ်1630မနုဒါရရွှေမြင်းဓမ္မတတ်စီရင်1635အဝကိုမြို့တော်ပြောင်း1638တာလွန်မင်းကစစ်တန်းယူ1652 60နှစ်တရုတ်ဘက်ကအညာမြန်မာနယ်တွေမှာဝင်ရောက်လူရက်တလောင်660ရခိုင်မှာဒင်္ဂါသွန်းပြီးသုံးဆွဲမြဲသုံး1661မြို့ဟောင်းမှာရှားရှူကြာလောက်ကြံခံရ1662ယုံလာအညံခံ1666မွန်ဂိုတွေစစ်တကောင်သိန်း ဘင်္ဂလားကိုမာဘတ်နဲ့ပူတကေပူတွဲဖြက်စီးလူရက်ချင်းရက်စဲ1690ခွန်ဒတ်ရှ်နဲ့အင်္ဂလိပ်အိန္ဒိယကုမ္ပဏီတိုက်ခွဲတွေမြန်မာနိုင်ငံကရုပ်သိမ်း1683ဒတ်ကုမ္ပဏီတိုက်ခွဲရခိုင်ကရုပ်သိမ်း1689ဘိတ်မြိတ်ဘိတ်မှာအင်္ဂလိပ်တွေအသက်ခံရ1688ဘိတ်ကို ြင်သစ်ကခိတသိမ်းယူပြင်သစ်အရှိအိန္ဒိယကုမ္ပဏီတိုက်ခွဲတညံမာဖွင့်1695ဖလီဝုတ်နဲ့စီလီတို့အဝကိုရောက်1909အင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီတိုက်ခွဲတညံမာပြန်ဖွင့်1921ကက်သလစ်သာသနာပြုလုပ်ငန်းစ1924 50အညာမြန်မာဘက်မဏိပူရမှာလူရက် 1925မြန်မာကဇင်းမယ်ကိုလက်လွတ်1940ပဲခူးတညင်မရမကမြန်မာတွေပြေးခဲ့ရ1943မြန်မာကတညင်ရပြန်လက်လွတ်မွန်ကတညင်ရှိ အင်္ဂလိပ်အရှေ့အိန္ဒိယကုန်တိုက်တွေကိုမီးတိုက်1948အုပ်ဖို့ကိုွေရှမ်းက မရိယာရှိမွန်တွင်နဲ့ပေါင်း1950အဝမင်းကယွေနန်ကို အကူအညီတောင်းမနှုတ်ရင်ဓမ္မတပြုစု1951ကျောက်ဆယ်ကိုမွန်တို့သိ1952အဝကိုမွန်တို့သိ1953အဝကမွန်တို့ထွက်1954အဝကိုမွန်တို့ကအကြီးအကျယ်လာရောက်တိုက်ခိုက်တာကို အလောင်းမင်းတရားကတွန်းလံ1955မွန်တို့ကဟန်တာဝရီရောက်မင်းကို ရေမာဖြောက်အလောင်းမင်းတရားပြေမြန်အောင်ရန်ကုန်ကိုသိမ်းအင်္ဂလိပ်သင်းမောတွေကိုဖမ်းရန်ကုန်မှာမီးလောင်ကပတိန်ဘေးကာတန်ဖြစ်နေအလောင်းမင်းတရားစီလာမဏိပူရကိုပထမအကြိမ်ဖျက်ဆီးရှမ်းကအညံ့ခံ1955 56တင်ញင်ကိုရန် ြင်သက်သင်းမောကိုဖမ်း1956မနုကျယ်ကို ပြုစု1956 59ပဲခူးကိုရန်မွန်တို့ကို အပြီးတိုင်နိုင်1959လက်စတာတန်ဖြစ်နေလားအင်္ဂလိပ်နဲ့အလောင်းမင်းတရားညှိနှိုင်းရေးအောင်မြင်1958 59အလောင်းမင်းတရားကမနိပူရကိုအောင်နိုင်1959 နာဂရစ်တပ်ပွဲ1960အယုဒ္ဓယာကိုမြန်မာကပြင်စမအကျဉ်းဝင်းရန်တနင်္သာရီကိုမြန်မာကသိမ်းအဘိသံဖွဲ့ရောက်ရန်ကုန်မှာအရှိအိန္ဒိယကုံတိုက်ဖွင့်1963လက်ဝဲတုံတရကမဲစာတောင်ချေရုရေးသားစီကုံ1964မဏိပူရကိုတိုက်ခိုက်လူရဲ့ 1965အဝကိုမင်းနေပြီပြန်လို့ဗျာကရိုင်းကျန်ရေး1969အယုဒ္ဓယကိုမြန်မာကစတ္တမအကျင်းဝင်းရံသိမ်းယူ1965 69တရုတ်ကျူးကျော်စစ်1983မွန်တွေထိုင်းလင်းဘက်မှာခိုလုံ1984စင်ပြူရှင်က ေဒဂုံဇေဒီကိုယခုလက်ရှိညံတော်329ပေထိမြင့်မွန်မင်းကိုတုတ်တင်1968 80ဖြာတက်ကထိုင်လင်းကမြမာတွေကိုတိုက်ထုတ်1985-89ကချားနဲ့ဂျိန်ဒီယစစ်ကြောင်းချီတက်1986မြမာသာတင်ပုံးကြီးကိုအီတလီမှာပုံနေ 1980မဟာဗန္ဓုလမွေးဖွား1983အမရပူရကိုမင်းနေပြီးပြန်လုပ်ရန်ကုန်ကိုမွန်တို့ကခက်တာသိ1984 85ရခိုင်ကိုသိအရရကြောက်စာတွေစု1984စစ်တန်းက1985 86ထိုင်းလင်းရိုးရယာကိုတိုက်1989တရုတ်ကမြန်မာကိုတန်လွတ် 1990-99မင်းကွန်းမှာဖျားတယ်1994ရခိုင်မှာတပုံထမြမာကစစ်တကောင်းဘက်ကိုဝင်1995-1802ထိုင်းအတန်ဖွဲ့ရောက်ချင်းပြန်တပုံထ ရခိုင်တွေစစ်တကောင်းဘက်မှာခိုးလုံကောက်တန်ဖွဲ့ရောက်1802သီရင်းလင်္ကာမှာအမရပူရတန်ခါကိုင်းရောက် 1803ကျန်းယုံကြီးကိုယူရီးယားဘက်ကဝင်ရောက်လူရဲ့ကျိုင်းတုံကလူတွေဖမ်းသွား1803 1809 1831ကန်နစ်တန်ဖွဲ့ရာ1809 1816အညာမြန်မာမှာငတ်မွချင်းစိုက်ရ1809 1817မြန်မာကကရာကျွန်းဆက်နဲ့ ကျမ်းစီလုံကိုတွားပြီးလူရက်1830ဗုဒ္ဓကာယကိုမြန်မာကဖျားဘူးသွား1833မဏိပူရကိုခြိတက်ဂျက်ဆင်မြန်မာနိုင်ငံကိုရောက်1834မရမမမွန်တွေ ပုံကံထိုင်းလင်းဘက်ကို ဝင်ရောက်ခိုလုံ1835ချင်းပြန်ွယ်လွန်1836အာတန်ကိုမြန်မာကတိုက်ခိုက်အောင်မြင် 1818မြန်မာကဘင်္ဂလားကိုလည်းပိုင်ဆိုင်တယ်လို့စပြော1819မြန်မာကမဏိပူရကိုသိမ်းမြန်မာကအာတန်ကိုသိမ်း1823အဝကိုမင်းနေပြီးပြန်လောက်ရှင်မဖြူကျွန်းကိုမြန်မာကသိမ်း1824-26အင်္ဂလိပ်မြန်မာပရမစစ်ဖြစ်ပွားရခိုင်နဲ့တနင်္သာရီကိုအင်္ဂလိပ်ယူ1852 အင်္ဂလိပ်မြန်မာဒုတိယစစ်ဖြစ်ပွားအကြေးမြန်မာကိုအင်္ဂလိပ်သိမ်း1859မန္တလေးမြို့စတည်1885အင်္ဂလိပ်မြန်မာတတိယစစ်ဖြစ်ပွားအညာမြန်မာကိုအင်္ဂလိပ်သိမ်းမြန်မာနိုင်ငံ1300ကနေ1885ဖြစ်ပေါ်တိုးတက်မှုအကျဉ်းချုပ်ဖြစ်ပါတယ်တန်ထွန်း25စက်တလ2000ခု